တော့ဖြိုးကနွေရဒီဇာလေးဖြစ်တယ်ထညာနဲ့မှုမှုလေးနဲ့မိုးလက်ဆောင်လေးလို့တောက်မှဖြစ်ပါတယ်ဖြိုးရဲ့ဘလော့လေးအစုံလေးကြည့်ပေးကြပါဦးရှင်အေးအေးလေးတောက်အေးလေးဆိုရလေရေနံပါတ်ကအေးွာဟယ်လိုအလုံးမင်းမင်္ဂလာပါရှင်ပြောရပင်းကနေပြန်လဲကြိုးစားလိုက်ပါတယ်ဒီနေ့ကတော့ပြိုအိမ်မှာမိုးလက်ဆောင်လေးလုံးတော့မှဖြစ်ပါတယ်ဒါကတော့ဆန်မုတ်တစ်ခွက်ထည့်လိုက်ပါတယ် ပြီးရင်တော့ရိုးရိုးကော်မုတ်ကို season 3ဆုံးထည့်ထားပါဗျ။ပြီးရင်တော့တို့အရင်ဆုံးနှံ့အောင်လို့အပွေပေးပါမယ်။ဒါကတော့ညတွေကဖြိုးစိန်ထားတဲ့ထုံးရည်ကြီးလေးပေါ့နော်။ထုံးရည်ကြီးကို250 ml ဖြိုးထည့်လိုက်ပါရစေ။ပြီးရင်တော့ရေကိုတော့1လီတာထပ်ပြီးတော့ထည့်လိုက်ပါရစေ။ကဲတို့တွေကိုနှံ့အောင်လို့မှွေပြီးရင်တော့ဖြိုးလို့စကြိုလို့ရပါပြီ။ ပြောကြတော့အဖြူရဲတောက်မှာဆိုတဲ့အတွက်ဘာအယောင်ဆိုးစင်းဘာဆွမွေးရမှလည်းမထည့်တာဘောเนาะအယောင်လေးလှကျင်တယ်ဆိုလို့ရှိရင်တော့သူတို့ဆွမွေးရလေးကိုကျိတ်ပြီးထည့်လို့လည်းရပါတယ်။ကဲပြီးရင်ပြောကဒါအိုးထဲမှာထည့်ပြီးတော့ဖွင့်ပေးပါတော့မယ်။ပြောကအဖက်လေးမပအောင်လို့စစ်ပေးလိုက်တာဘောเนาะ။ကဲခုဆိုရင်ဖွင့်ဖွင့်နဲ့တဖြည်းဖြည်းနဲ့အခဲလေးတွေဖြစ်လာပြီဘောเนาะ။ဒီမော်လဆောင်ဖတ်မှုရတဲ့ခါကြလို့ရှိရင်ပြောတော့မရရဘူး။ ဇတိုက်ကိုအရှိပရှိအခုလိုပဲဖွင့်နေရမှာပေါ့နော်ကဲခုဆိုရင်တဖြည်းဖြည်းနဲ့ပြပြောင်ချွချောလေးဖြစ်လာပါပြီ။ကဲဒီလိုနေထားရပြီဆိုလို့ရှိရင်တော့ပြိုလို့လက်ဆောင်ဖတ်လုပ်လို့ရပြီပေါ့နော်။ ဘောလုံးဆောင်ဖက်လုပ်တဲ့အခါကျလို့ရှိရင်စကားကကိုယ်အိမ်မှာရှိတဲ့စကားလေးအဆင်ပြေလို့တုံးလို့ရတာပေါ့နော်အဖြိုးကလည်းဒါအိမ်မှာရှိတဲ့စကားကိုပဲဖြိုးတုံးထားပါတယ်အပေါ်ကနေပြီးတော့ဖြိုးတော့တစ်ခုခုနဲ့ဖိချရမှာပေါ့ဖြိုးကကြတော့ဒါဇွန်လေးနဲ့အခုလိုပဲဖိလိုက်ပါတယ်အောက်မှာကကြတော့ဖြိုးတော့ထည့်ထားတဲ့ရေကလေးရေအေးဖိရမယ်နော်ဖြိုးကတော့ရေကဲတုံးလေးထည့်ထားပါတယ်အကယ်၍ရေကဲတုံးမထည့်ချင်ဘူးဆိုလို့ရှိရင်တော့ဖြိုးတော့ခတ်ထုတ်ပြီးတော့ရေအေးနဲ့လဲပေးပေါ့နော်ဒါဖြိုးကတော့ဒါရေကဲတုံးထည့်ထားပါတယ် ကယ်ဖြစ်ရဲမိုးလက်ဆောင်ဖက်ဖြူဖြူတက်တက်လေးတွေရတော့ပါပြီချစ်စရာလေးနော် အဲမော်လဆောင်ပတ်လေးတွေရပြီဆိုတော့ဖြိုးကသူနဲ့တွဲတောက်ဖို့အတွက်ဒါထញ្ញက်ရည်လေးဂျုံမှာပေါ့နော်ဖြိုးကထញ្ញက်ခဲကိုမော်လထញ្ញက်အစ်စ်ကိုပဲသုံးထားပါဗါးမော်လထញ្ញက်အစ်စ်ကိုသုံးတာအကြတော့အနံ့လေးရလဲမှုရဲအယောင်လေးရလဲလှတယ်သိလားပြီးရင်တော့စားလေးနည်းနည်းထည့်ပြီးတော့ဂျိုးပေးလိုက်ပါမယ်ဒီနေ့မှာဖြိုးတောက်မဲ့မိုးလက်ဆောင်ကကြတော့အညာဒေတာဘက်ကထွက်တဲ့မိုးလက်ဆောင်ပုံစံလေးတောက်မှာဆိုတော့လေဖြိုးကအုံလို့နေမလုပ်ပဲနဲ့ဒါအုံဒီဖက်လေးပဲချစ်ပြီးတော့လုတောက်မှာပေါ့နော် ဲထင်းချက်ရည်လေးကိုစစ်ပေးလိုက်ရင်တော့ပြွေထင်းချက်ရည်လေးရသွားပါပြီ။ကဲခုကတော့နွေရသည်နေပူပူမှာပြွေရင်အေးစေဖို့အတွက်ပေါ့နော်မော်လက်ဆောင်လေးလုပ်လိုက်တာပြီးသွားပါပြီ။အခုစတော့ပါတော့မယ်။ပြွေရောင်းတဲ့စတိုင်ပေါ့နော်ဒါကြတော့မော်လက်ဆောင်ဖက်ပါ။ကွာရေကလေးနဲ့ပေါ့နော်ပြုတ်ပေးအေးထားတာရေကတော့နေထဲမရှိ။ဒါကြတော့ထင်းချက်ရည်လေးပါ။အုံးဒီပန်းလေးနဲ့ဆာမဖြစ်ပါရဲ့အဲ့ဒါဆိုလို့ရှင်တော့ဖြိုးတောက်ဖို့အတွက်ပြင်လိုက်ပါတော့မယ်။ကဲအေးအေးလေးတောက် ရှယ်ပဲကဲပြီးအုံဒီရှူမှာပဲပြောအုံလုံးနဲ့မလုပ်ပဲနဲ့အုံဒီဘက်နဲ့တောက်မှာပေါ့နော်ကဲတောက်ကြပါအောင်ရှင်ကဲဖြွဲဖူလီတွေအရင်တိုက်မယ်နော်တောက်ကြပါအောင်ရှင်အုံထားလိုက်ပါဦးမယ်ထညာကလေမောလုံးထညာဆိုတော့အနံမှွှင်းနေရောပဲသိတာ Oh. Joder. Only ပဲအများကြီးပဲထည့်တာ။အေးအေးလေးဆိုရလေ။ရှင်နေမှာပါအေးွား။ တောက်ကောင်မကြခင်လေတကြံလဲရောက်တော့မယ်ဆိုတော့တကြံကြောက်လို့ရှင်ဒါစရူးရကျွေးလို့ရှင်မိုးလက်ဆောင်ကျွေးရှင်လို့လေအခုဖြိုးလို့သူလုံနေတယ်လုံကြည့်ကြနော်လောရတာလည်းလွယ်တယ်စားရတာလည်းကောင်းတယ်ပြီလား ောင်းလိုက်တာပါပဲဖြိုးလို့မလို့ဆောင်ကြိုက်တယ်ဆိုလို့ရှင်အခုလိုနွေရသေးနဲ့အရန်လိုက်ဖက်တာပေါ့နော်ကိုယ်တိုင်လှုပ်စားကြည့်ကြနော်အိမ်မှာလှုပ်စားကြည့်လို့ရှင်ဖြိုးလို့လွယ်လွယ်ကူလဲလှုပ်လို့ရရဲ့အများကြီးလဲစားရတာပေါ့နော်အခုဆိုရင်ဖြိုးတာအင်အားမိသားစုဝင်တွေရောအဲအညီနာချင်းတွေမှာကျွေးလို့ရသေးတာပေါ့နော်ဘောဘောဘလော့ဒီမှာမရက်လိုက်ပါတော့မယ်နောက်ဘလော့လေးကြရလို့ရှင်ဖြိုးဘာတွေချက်ပြပြီးတော့ဘာတွေစားပြအောင်ဆိုတာစမှတ်ချစ်ဝေးကြပါအောင်ရှင်တတား